Facebook Messenger မှာစာတွေအကုန်လုံးကိုတစ်ချက်တည်းနဲ့ဖြတ်လို့ရနေပြီဒီပိုင်းနဲ့ select all ပေးပြီးဖြတ်လို့ရပြီဆိုတော့သိပြီလား Okay အဲ့တော့ကျွန်တော်ကအဲ့ဒါအပြင်ကိုကျွန်တော်တို့ဒီ group ဆိုလို့ရှိရင် group ပေါ့နော်လို့တက်တက်ခွဲပြီးတော့ကြည့်လို့ရတဲ့နေရာလေးရှိတယ်ကျွန်တော်တို့ဒီလိုက်ပြီးတော့ကြည့်လိုက်ပါ Okay အဲ့တော့ကျွန်တော်က Facebook Messenger စာတွေအကုန်လုံးကို select all နဲ့ဖြတ်တဲ့နည်းလေးကိုအရင်ပြောပေးတော့မှာဖြစ်တယ်အဲ့တော့ Facebook Messenger တဲ့ကိုဝင်ပါ Messenger တဲ့ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ဘေးမှာက set လေး30ရှိရပါတော့ကျွန်တော် Messenger လေးဒီစာတွေမှာတစ်ခါလေးမှာဒါမျိုးလေးမပေါ်ဘူးဆိုစာလေးကိုလက်လေးနဲ့လိုမျိုးလေးနည်းနည်းလေးမှန်လေးကိုဆွဲချလိုက်ပါတော့အဲ့လို ဆိုပေါ်လိုက်မယ်အဲ့ဆက်လေး39ကိုနှိပ်ပေါ့နော်ဆက်လေး39ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ slash ဆိုတာလေးရှိတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်အဲ့ slash ဆိုတာလေးကိုတစ်ချက်နှိပ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူကဒီမှာကျွန်တော်တို့ကိုဖျက်ရှင်တဲ့စာတွေမှန်သမျှကိုလိုက်ပြီးတော့ဒီလူတွေအကုန်လုံးကိုပေါ့နော် slash ပေးလိုက်လို့ရတယ်ပေါ့နော်အဲ့အဲ့လိုမျိုးကိုပနှစ်ယောက်ပေးမှလည်းပေးခြင်းလောက်ကို slash ပေးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာအမှိုက်ပုံသင်္ကေတလေးပေါ့နော် delete ကိုနှိပ်ပြီးတော့ကျွန်တော်ကဒီစာတွေအကုန်လုံးကို တစ်ချက်ခဲနဲ့ဖြက်လို့ရတယ်ဗောနော်โอเคအဲ့ဒါပြီးပြီဆိုရှင်ဒီနေရာမှာနောက်ထပ်ထပ်ပြီးပြောချင်တာဒီဘက်ကစာရိတ်ပုံလေးစာရိတ်ပုံလေးကဘာလဲဆိုတော့သူကအဲကျွန်တော်တို့ဒီစာတွေအကုန်လုံးမဖတ်ရသေးတဲ့ဟာတွေကိုဖတ်ပြီးသားပုံစံဖြစ်ရှင်စာရိတ်ပုံလေးကိုနှိပ်ပြီးပြီဆိုရှင်ဒီဆက်လက်ပေးထတာလေးကိုပဲပေါ့เนาะပြန်ပြီးတော့ကျွန်တော်တို့ကဒီအလဲကောင်အကောင်လေးကအမှိုက်ပုံးနဲ့နည်းနည်းဆင်းနေတင်ကြကြလေးကကျွန်တော်တို့ကအဲကျွန်တော်ပြောလို့ရှင်ဒီစာလေးကိုဖွက်ရှင်တယ်ဆိုလို့ရှင်ပြောလို့ရှင်အဲအကောင်လေးကိုနှိပ်လိုက်ပဲဆိုလို့ရှင် အဲ့တော့နောက်ထဲမှာပျောက်သွားတာမျိုးပေါ့နော်ဒါပေမဲ့အဲ့ကောင်ကတော့မလိုရရင်မသုံးနဲ့ပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ function လေးနဲ့ပတ်သက်ပြီးတော့တီးတန်တစ်ခုလေးကိုလေးကိုရှင်းပြထားတော့ရင်တော့ရှင်းပြဘူးလေပေါ့နော် Okay အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ Henry ဆိုတာတော့ကျွန်တော်တို့ဒီနေရာဒီနေရာလေးကကျွန်တော်တို့က ကျွန်တော်တို့မဖတ်သေးတဲ့စာတွေပေါ့နော်မက်ဆေ့ချာမှာကျွန်တော်မဖတ်သေးတဲ့စာတွေကိုကြည့်ချင်း Anri ကိုနှိပ်ပြီးတော့ကြည့်မယ် group စာလေးကိုနှိပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မက်ဆေ့ချာမှာဝင်ထားတဲ့ group တွေပေါ့နော်အဲအဲ့ဒီ group တွေကိုကြည့်မယ်ပေါ့နော်အဲဒါပါပဲကျွန်တော်မက်ဆေ့ချာနဲ့ပတ်သက်ပြီးတော့ဒါကြီးရောဟိုခက်ခဲကြီးမဟုတ်ပေမဲ့ခုနောက်ပိုင်း defunction လေးတွေပါတာတော့ကျွန်တော်ကတော့ပို့ပြီးတော့သဘောကျတယ်သုံးကြည့်ချင်းစမ်းသုံးကြည့်လို့ရအောင်လာပြီးပြောပြရပဲဖြစ်ပါတယ်နောက် video တွေမှာပြန်လဲဆုံတွေ့ကြပါလို့